ဒီဝီပြိဿများခင်ဗျာ2015ဒီဒီရေကောက်ပွဲကြီးကနိုဝင်ဘာလ10ရက်နေ့မှာအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အဲဒီတော့ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါရေကောက်ပွဲပညာပေးအဖွဲ့တွေဖြစ်တဲ့ကျွန်တော်တို့ဟိုပန္တိတာဖွဲ့က lesson program officer ကိုဖြူတင်ဦးနဲ့ဒီမြန်ဖယ်ကဖွဲ့ကဒီဒီတွင်မူမအစီအမဥဒုကိုဖိတ်ကြားထားပါတယ်မင်္ဂလာပါအော်ဒီနေ့ကတော့ကျွန်တော်တို့ဒီရေကောက်ပွဲ ပြီးသွားတဲ့အခြေအနေနဲ့ပြည့်တက်ပြီးတော့ကျွန်တော်တို့ပြန်လဲသုံးသပ်ချက်ပေါ့နော်အဲ့တော့ပထမချက်ကမဆင်မအောင်မြင်နေတာပေါ့အခုပြီးခဲ့သွားတဲ့ဒီရွေးကောက်ပွဲနဲ့ပြည့်တက်ပြီးတော့စကြည့်တဲ့နေရာမှာပေါ့နော်ဘယ်လိုထူးခြားမှုတွေများရှိတယ်လို့တွေ့ရလဲဟုတ်ကဲ့ အရင်ဦးဆုံးစောင့်ကြည့်တဲ့နေရာမှာဆိုတာထက်ကိုကျမတို့အဖွဲလုတ်ခဲ့တာလေးအရင်ပြောပြမယ်ပေါ့လေကျမတို့ကကြတော့ဟိုသူများချို့ systematically observation တော့ကျမတို့မလုတ်ခဲ့ဘူးဒါပေမဲ့ကျမတို့မှာ voter education လုတ်ခဲ့တဲ့ကျမတို့ network တွေရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီ party ဝင်တွေလည်းပါတယ်နောက်ပြီးတော့သက်ဆိုင်ရာ data data အတိအသေးမှာပေါ့နော်ကျမတို့ nationwide လုတ်ခဲ့တာဖြစ်တဲ့အတွက်ဆိုတော့သူတို့ကနေပေးတဲ့ information တွေအကုန်လုံးကျမတို့ကအဲ့ဒီနေ့မှာ စောင့်နေတာပေါ့နော်သူတို့မေးရပေါ့ဆိုတော့အဲ့လိုလုတ်တဲ့အခါမှာကျမတို့အများစုတွေ့ရတာကကြတော့အာမဲစီရင်ပေါ့နော်မဲစီရင်မှာကျမတို့၃ခါကတ်တယ်၃ခါကတ်တဲ့အခါမှာပထမနှစ်ခါမှာသူတို့ပါတယ်ဒါပေမဲ့နောက်ဆုံးတစ်ခါကတ်တဲ့ခါကျတော့သူတို့လည်းသူတို့အလုပ်နဲ့သူတို့မအားဘူးတချို့ကျတော့လည်းမတိဘူးပေါ့နော်မတိဘူးဆိုတဲ့ခါကျတော့သူတို့တော့မကြည့်ဘူးတော့မကြည့်ဘူးဆိုတဲ့ခါကျတော့အဲ့ဒီမှာသူတို့အာမဲပေးခွင့်မရလိုက်ဘူး မရတဲ့အပေါ်မှာ complaint လုပ်တယ်ပေါ့နော်တဆိုင်ရာဒီ commission အဖွဲ့ခွဲတွေရဲ့နောက်ပြီးတော့မဲယုံမှုတွေကို complaint လုပ်တဲ့ခါကျတော့သူတို့ကอืมတချို့တယောက်စားနှစ်ယောက်စားခွင့်ပြုတာရှိတယ်တချို့ကျတော့ခွင့်မပြုအဲ့ဒီဟာကဆက်ကြည့်ပြီးတော့ရှိတယ်ပေါ့ဟုတ်ကဲ့ဒါဆိုတော့ခွင့်ပြုတာလည်းရှိတယ်ခွင့်မပြုတာလည်းဆိုရဆိုတာသူဥပဒေနိဥပဒေကချွတ်ချွတ်နေလို့လားသူတို့ကဥပဒေလေးစားလဲနိုင်မှုမရှိဘဲနဲ့ဆုံးဖြတ်တဲ့ပုံစံမျိုးဖြစ်နေလို့လား အာဒီလိုလဲပြောလို့ရမယ်ပေါ့ကျမတို့ဖြစ်တဲ့ဖြစ်စဉ်အရဆိုလို့ရှင်တချို့နေရာတော်တော်များများကကြတော့ပြည်တော်စုရေကောက်ပွဲကော်မရှင်ကနေပြီးတော့ညွန်ကြားထားတာမရှိဘူးတို့အနေနဲ့အလို့လုတ်ပိုင်ခွင့်ရှိတယ်ဆိုလို့ပြောထားတာမရှိတဲ့အတွက်တို့လုတ်ပေးလို့မရဘူးဒါကလူဆယ်ချီရာချီပြီးတော့ကျမတို့ကိုတင်ပေးတဲ့အချက်ပေါ့နော်အဲ့လိုပေးခွင့်ရတယ်ဆိုတာကဒီရက်ရက်ကောက်ပွဲကော်မရှင်ရဲ့ရက်ကြီးကော်မရှင်ရဲ့နောက်ပြီးတော့ဒါမှမဟုတ်အဲထွေအုပ်ပေါ့နော်ဒါနဲ့ရင်းနှီးတဲ့သူ တယောက်စားနှစ်ယောက်စားလာတော့ဖဲသူတို့ပေးခွင့်ရလိုက်တယ်ပေါ့ဒါကျွန်တော်တို့ရှိကိုတက်လာတဲ့တည်င်းအချက်လက်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမဲယုံမရှိတဲ့ဝန်ထမ်းတွေရဲ့အနေငယ်မကြွန့်ကျင်မှုလေးတွေဒါလေးတွေဖော်ပြတာရှိတယ်နောက်တစ်ခုတချို့မှာတော့အနေတော့သေးတယ်ပေါ့နော်ဒီကြိုတင်မဲနဲ့ပတ်သက်ပြီးတော့မှတချို့ ပြဿနာလေးတွေနည်းနည်းရှိတယ်ပေါ့ဒါကတော့ရွာပေါ့နော်တကယ်အရန်ဝေးတဲ့ရွာတွေမှာဖြစ်တယ်ဆိုတာလေကျမတို့တွေ့ရတယ်ရှင်ဟုတ်ကဲ့ဒါတော့အပြင်ဆက်ပြောပါမယ်နော်ဆက်ဆွေးနေမယ်အခုဖြူတင်ဦးကရောအခုအခုရေကောက်ပွဲနေ့မှာပဲဂျုံခဲ့ရတဲ့ထူးခြားတဲ့တွေ့ကြုံတွေဖြစ်နေပြောပါဦးဟုတ်ကဲ့ဗျအထူးကားကတော့နံပါတ်၁ကကျွန်တော်မဲစီရင်၃ချိန်ကတ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာကတော့အားလုံးကကိုစားဝတ်နေရင်းနဲ့ကိုဆိုတော့ရွေးကောက်ပွဲနေ့မှာရွေးကောက်ပွဲကိုအာယုံဆိုင်ကြတာများတယ်အဲ့တော့မဲစင်းကိုင်ကွန်ကတို့တော့သွားမကြည့်လိုက်မိဘူ ဘာမကြည့်လိုက်ဖ ೇನೆ ခုဒီရွေးကောက်ပွဲရဲ့အရန်ကတ်တော့မှမဲစင်းမှမပိုင်းမဲပေးဝင်မရှိဘူးဆိုတော့သူတို့သိသွားတယ်။သူတို့အဲ့ဒီမှာသွားပြီးတော့မဲစင်းကြည့်တယ်သူတို့မမကျွန်တော်တို့ကိုမေးတယ်ကျွန်တော်တို့ကျမတို့ပေါ့နော်ဒီအလုတ်ဒီမဲစင်းကတ်တဲ့အချိန်ကနေကျွန်တော်တို့ကအလုတ်ချိန်နေဖြစ်နေပါတော့။သွားလည်းမကြည့်ပြခဲ့ကြဘူး။အခုမဲပေးခြင်းတို့ကျမတို့သွားကြည့်တော့မှမဲစင်းတာမပါဘူး။ဒါပေမဲ့ကျမတို့နိုင်ငံသားတယောက်အနေနဲ့မဲအရန်ပေးခြင်းပါတယ်ဘယ်လိုလုပ်ရမလဲပေါ့။ ျွန်တော်တို့ကဓာမျိုးတွေအမြင်ကူလက်ကူညီခြင်းနဲ့ဒါပေမဲ့ဥပဒေအရကြတော့လေသူကပထမနှစ်ချိန်မှာသွားကြည့်ပြီးတော့မပြင်သာဘူးဆိုရင်မဲပေးခွင့်မရှိတော့ဘူးဆိုတော့ပြန်ပြီးတော့ဟိုခင်ဗျားတို့ကတော့မဲပေးခွင့်မရှိတော့ပါဘူးဆိုပြီးပြောရမှာတော်တော်ခက်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးလေးကြီးဂျုံခဲ့ရတာရှိတယ်နံပါတ်2ချို့နေရာတွေမှာကြတော့ပထမချိန်မှာမဲစင်းပါတယ်ဒုတိယချိန်လည်းပါမယ်ဒါပေမဲ့သွားပေးတဲ့နေ့မှကြတယ်မပါလို့ဆိုပြီးမပေးရတဲ့လူတွေရှိတယ်အဲ့ဒါဘာဖြစ်လို့အဲ့လိုမျိုးချိန်တွေဖြစ်သွားတာအဓိကကတော့ဗျဒီ ကော်မရှင်ကတော့ပြောတယ်ပေါ့နော် software error ရှိတယ်ပေါ့နော်ဟိုနောက်သူတို့ပြန်ပြီးပြင်တယ်ပေါ့ကျွန်တော်ထင်ပါတယ်သူတို့ဒီရိုက်တဲ့သူကနံပါတ်တွေကိုအများကြီးရိုက်တဲ့အချိန်ကျတော့ human ပေါ့နော်ဒီလူရဲ့အမှားပေါ့ဟုတ်ကြံခဲ့တာရှိကောင်းရှိနိုင်တယ်အဲ့တော့အဲ့ဒီသူတွေကပထမနှစ်ခေါက်တုန်းကတော့ပါရဲသားနဲ့တတိယအချိန်ပြန်ရိုက်တဲ့အချိန်မှာကြံခဲ့တဲ့အတွက်မဲစင်မှာမပါလိုက်တာမျိုးလည်းရှိလိမ့်မယ်။အဲ့ဒါတကူတော့ရှိတာပေါ့ဗျာ။ကျောပထမချိန်မပါဘူး၊ဒုတိယချိန်မပါဘူး ဒါကိုကသွားပြီးတော့ရှောက်လို့ပါတယ်ပေါ့နော်။ချို့ကလည်းရှောက်ပါဆိုပြီးသွားရှောက်ရပါတယ်။ဒါကတော့ရှင်းတယ်။အဲ့တော့ပထမကြိမ်ပါတယ်ဒုတိယကြိမ်လည်းပါတယ်တတိယကြိမ်မပါဘူးဆိုရင်ပထမနှစ်ခါသက်သေရှိနေပြီပဲ။ဒါဆိုကိုမမုတ်တင်ကပ်ကိုပြပြီးတော့ဒါပိတ်ပိတ်ပြူလို့မရနိုင်ဘူးလား။အဲ့ဒီဟာလည်းဗျာတိတိကျကျညွှန်ကြားချက်ကမရှိဘူးပေါ့။တချို့ကိုမေးကြည့်တော့ကြတော့လေပထမနှစ်ကြိမ်မှာပါတယ်ဆိုရင်အဲ့ပါခဲ့တဲ့အထောက်အထားကိုပြပြီးတော့မဲပေးခွင့်ရှိတယ်လို့ပြောတယ်။ဟုတ်တယ်။ဒါပေမဲ့တကယ်သွားတဲ့အချိန်ကျတော့ ီအောက်ခြေရဝန်ထမ်းတွေကတို့စိတ်ထဲမှာသိတာကတော့တို့လက်ထဲမှာမဲဆင်းရှိတယ်။အဲ့မဲဆင်းမှာပိုင်မဲပေးဝင်မရှိဘူး။အဲ့တော့ခင်ဗျားနာမည်မပေါဘူး။မဲပေးလို့မရဘူး။ပြန်တော့ပေါ့။အဲ့ဒါမျိုးတွေလည်းကြုံရတာလည်းအများကြီးရှိတယ်ခင်ဗျာ။ဟုတ်ကဲ့။အဲ့ဆိုတော့တေချာတာတကူကတော့ကျွန်တော်တို့ဒီဟိုမဲယုံမူမဲယုံဖွဲ့မိနေနဲ့ပတ်သက်ပြီးတော့သူတို့ကဟိုတောင်ပေါ်ပေါ့ရော့တွေလို့ပဲပြောရမလား။ကိုလွတ်တဲ့အလုပ်ကိုကယူမစိုက်တာဟိုပေါ့ပေါ့တန်တန်သဘောထားတယ်လို့ပြောရမှာမလို့ဒီလိုချင်းနေမျိုးဖြစ်နေတာတော့မှန်ပဲ။ကျွန်တော်တို့ဒီ ဒီဘီဘီကနေ hotline ဖွင့်ပစ်လိုက်တဲ့ခါမှာလည်းလာနေတဲ့သတင်းထဲမှာအဲ့ဒီမိုးရင်မှုဒီနေ့ပတ်သက်တဲ့ပြဿနာအများကြီးကျွန်တော်တို့ကြားရပါတယ်ဆိုတော့ဆိုတာဟိုဟိုခုနလိုပေါ့ချို့ဟာတွေခုနပြောသလိုပေါ့နော်ဟိုပေးပေးပြည့်တဲ့ဟာပေးလိုက်တာလည်းရှိတယ်သူဟိုမှပြည့်မပေးပေးလို့မရဘူးဆိုပြောလိုက်တာလည်းရှိတယ်ဆိုတော့ဟိုဥပဒေဆိုတာကတန်းတန်းလေးပဲသွားရမှာလေကိုကတကြမ်းတစ်ခါတည်းတရားတပုတ်ဆန်းဆိုတဲ့ပုံစံမျိုးပဲလုပ်နေကြတဲ့အနေအထားမျိုးရှိတာပေါ့အဲ့တော့ နောက်တစ်ခုကဟိုအချက်လက်သစ်ပေါ့နော်ပြန်ပြီးတော့မြေကောက်ပွဲပြီးတဲ့ခါကျမှပြန်ပြီးတော့ဖြစ်လာတဲ့ကိစ္စတစ်ခုကကျွန်တော်တို့ဟိုဘောရွက်ကောက်ပွဲအနိုင်ရတဲ့ဒီရလက်ကိုမထုတ်ပြန်တာကျွန်တော်တို့ဒီဟိုကော်မရှင်ဥပဒေနည်းဥပဒေမှာဆိုလဲဒါထုတ်ပြန်ရမယ်ကိုစီမှာကတ်ရမယ်ဆိုတာပါပြီးသားဒါပေမဲ့တချို့တွေကဟိုမကတ်ဘူးဟိုဥပဒေမသိလို့လားနားမလဲအောင်ဆောင်ကျင်တာလားတော့မသိဘူးတော့နော်အဲ့လိုအနေထားမျိုးမှာစီမောင်ဦးနေတယ်ဘယ်လိုသုံးသပ်ချင်လဲ အာသူတို့မကတ်ဘူးဆိုတော့ပေါ့နော်အခုနီးသေးလို့နီးသေးလို့ဆိုတာသူတို့အချိန်နေမကြောက်သေးလို့ဒါမှမဟုတ်ညွန်ကြက်ချက်ဆိုတာဟာကိုစောင့်နေလို့မကတ်သေးတာလားဒါပေမဲ့နေဦးမင်းမပါပြီးသားလေကရရမယ်ဆိုတဲ့ဟုတ်ကဲ့ဆိုတော့အဲ့ဒါကတော့ဒီဥပဒေကိုဆန့်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ပြောစရာတော့ဖြစ်တယ်ပေါ့နော်ဒီရက်လက်ကအတီထွက်သွားပြီဆိုလို့ရှိရင်တော့ကတ်ရမယ်လို့ညွန်ကြားတာဥပဒေထဲမှာရှိတဲ့အတွက်သူတို့ကတ်ဖို့တော့လိုလိုတယ်ပေါ့ဒီလိုပဲကျွန်တော်တို့မြင်ပါတယ်ရှင့်ဟုတ်ကဲ့အော် now ပြရတဲ့ချက်တကူကကျွန်တော်တို့ဒီတိုင်းရင်းသားလူမျိုးမဲ့ဆန္ဒ ပြီးခွင့်မရတဲ့ဟာတွေကတော်တော်များပါတယ်။ဟိုချို့နေရာမှာလှန်တယ်ရတို့ဘာတို့ဘာတို့မှဆိုရင်တော်တော်လေးကိုပြဿနာတက်သွားတယ်လေကျွန်တော်တို့လည်းကြားတယ်လေ။အဲ့တော့ဒီတိုင်းရင်းသားလူမျိုးမဲ့ဆန္ဒနဲ့အဲ့ဒီနေရာတော်တော်များများမှာပြီးခွင့်မရတာနဲ့ပဲတကယ်ကိုချို့နေရာဘယ်လိုမြင်လဲ။ဟုတ်အဓိကကတော့ဗျကော်မရှင်ရဲ့ဒီတိုင်းရင်းသားတတ်မှတ်ပုံပေါ့နော်။ကျွန်တော်တို့ကော်မရှင်နဲ့တွေ့တော့မေးကြည့်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာကမှတ်ပုံနဲ့လုပ်ပြီးဆိုရင်သူက ဟို plus တွေအများကြီးထင်တာလူမျိုးသမီးကိုဥမာဗမာ plus ရခိုင် plus ရှမ်း plus ချင်း plus အိန္ဒိယပေါ့နော်တချို့ဆိုလူမျိုးမှတ်ပုံတင်ပါတယ်ဒီလူမျိုးက10မျိုးလောက်ပါအဲ့တော့အဲ့လူတွေကဘယ်တိုင်းရင်းသားကိုမဲထည့်ရမှာလဲပေါ့အဲ့တော့ commission မေးကြည့်တော့ parking ဘက်ကတိုင်းရင်းသားကိုအတီးယူရယ်ပေါ့အဲ့တော့တချို့ကလည်းဒါကိုကြည်ကြည်ပြတ်ပြတ်မသိတာဘူးမသိတာကိုမှတ်ပုံတင်မှာရခိုင်ဆိုတာတခုပါလားရခိုင်တိုင်းရင်းသားပေါ့မဲသွားထည့်မယ်ပေါ့မဲရောက်တဲ့အချိန်ကျတော့သူ့နာမည်ကရခိုင်တိုင်းရင်းသားမဲပြရမယ့်စင်မှာမပါဘူးဖြစ်နေတယ်အဲ့ဒါကျွန်တော်တို့ကိုမေးတယ်ပေါ့နော်ဒီမှာရခိုင်မှာတဲ့ ဘာလို့မဲပေးဝင်မရှိရလဲပေါ့အဲ့တော့အဖေမပုံတင်ရပါလဲဆိုမှအဖေမပုံတင်ရချက်ခိုင်းမဟုတ်ဘူးရှင်တယ်အမေရချက်ခိုင်းဒါဆိုရင်တော့မဲပေးဝင်မရှိပါဘူးပေါ့တိုင်းရင်သားဆင်းမှာမထည့်ဘူးပေါ့ဒါမျိုးကြည်ကြည်ပြက်ပြက်ငကိုတွေကအတိပေးထားဖို့လိုတယ်ခင်ဗျဟုတ်ဟိုဟိုတရက်ကလာတဲ့ hotline မှာဆိုတရက်ကဘာပြောလာလဲဆိုတော့ तू နဲ့ तू तू နဲ့ तू မောင်နဲ့ပေါ့နော်တချံတည်းနေတယ်ဒါပေမဲ့သူတို့ကရက်ခိုင်းဒါပေမဲ့ ်သူကမဲပေးခွေရခိုင်မဲတိုင်းသားမဲပေးခွေရခိုင်သူမောင်ပေးခွေမရဘူးတဲ့အဲ့လိုမျိုးနေထိုင်မျိုးတွေကျွန်တော်တို့တွေ့ကြရတယ်လေဟုတ်ကဲ့ဆိုတော့ဒီတိုင်းသားလူမျိုးမဲဆန်သားနဲ့တတ်မှတ်တာတို့ဒီမဲပေးခွေတို့နဲ့ပတ်သက်ပြီးဒါကော်မရှင်ကတည်တည်ချာချာလွတ်ထုတ်လို့နေတယ်မညွှန်ကြားချက်တွေမလုပ်ထားတဲ့သဘောလို့တော့ကျွန်တော်တို့ကယူဆတာပေါ့နော်ဟိုအဲ့ဒါတပိုင်းထားလိုက်ပေါ့နောက်ချက်က now ဒီရက်ကောက်ပဲပြီးမှာပေါ့နော်ဖြစ်လာတဲ့ကိစ္စတကူကကျူတင်မဲ့ကိစ္စ ဟိုဒီလရှုမှဖြစ်သွားတဲ့ကိစ္စဆိုတာတပြည်လုံးကလည်းစိတ်ဝင်စားနေတဲ့ကိစ္စမျိုးပေါ့နော်ဒီဂျစ်လာတူပဲတခြားဒီ writer တို့မြည်နာဖို့မလို့အခံချရပါတယ်အဲ့တော့ဒီကျူတင်မင်းနဲ့ပတ်သက်ပြီးတော့မှဇင်ပါဘူးအဲ့ဒါနည်းနည်းလေးရှင်းပြပါကျူတင်မင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အခုပြောနေကြတာနာမည်ကြီးရတာချန်ပီယံနယ်ပေါ့လေဒါပေမဲ့ကျမတို့ရဲ့ဒီ information ရထားတဲ့လောက်ကလည်းကျမတို့တခြားနယ်တွေနယ်တွေမှာလည်းအသေးလေးတွေတော့ဖြစ်ကြတယ်ရှင်ဒီကျူတင်မင်းနဲ့ပတ်သက်ပြီးတော့ကလည်း ဘလို့ဖြစ်ကြတယ်လဲဆိုတော့ဒါအချိန်မတော်မှရောက်လာတာရှိတယ်တချို့ဒီတီးတိမ်ဘက်ကဆိုလို့ရှိရင်တို့ကဒီညကိုကျတော့အဲ့ဒီပါတီတစ်ခုကနိုင်တယ်ဒါပေမဲ့အဲအဲအချိန်တစ်ခုမှတော့တို့နိုင်တယ်ပေါ့နော်ဒါပေမဲ့ညရောက်တဲ့ခါကျတော့ရွာတရွာနေပြမပို့လာတယ်ဆိုပြီးတော့မှအဲတခြားပါတီကပဲနိုင်သွားတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေ့ရတယ်တချို့ရွာကကျတော့ဒီအဲ့ဒီရွာမှာရှိတဲ့အုတ်ချိုရင်မူကနေပြီးတော့မှလှုပ်ပေးတယ်ဆိုတော့အတန်လေးတွေပေါ့နော်ဒီရွာတိတိလေးမှာအဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့ဒီကြိုတင်မဲနဲ့ပတ်သက်ပြီးတော့မှတော့ဒါပိုးလင်းမြင်သာစွာ သူတို့အနေနဲ့သူတို့အနေနဲ့ဆိုတာဒီကျွန်တော်ဆိုရောက်ပွဲကော်မရှင်နဲ့ကော်မရှင်အဖွဲ့ခွဲတွေရောနောက်ပြီးတော့မဲယုံမှုတွေအနေနဲ့ရောဒါကြိုတင်မဲကဘလောက်ထိဝင်နေပြီနောက်ပြီးတော့ဒါနောက်မနဲ့6နိုင်မတိုင်ခင်ရောက်အောင်မဲကြိုတင်မဲတွေရဲ့ဒီ၄နိုင်မဲယုံမပိုက်မပိတ်ခင်ရောက်အောင်မဲကြိုတင်မဲတွေဒါဘလောက်ရှိပြီဘလောက်ဝင်ပြီဆိုပြီးတော့မှလာပွလင်းမြင်သာမှုရှိရှိလို့ဖို့လို့တယ်ပွလင်းမြင်သာမှုမရှိဘဲနဲ့ရောက်လာတဲ့မဲဆိုတော့ဒါကြိုတင်မဲအနေနဲ့ကျမတို့တတ်မှတ်ဖို့မသင့်ဘူးလို့ကျမတို့ကတော့အဲ့လိုမျိုးဆပါတယ်ရှင့် โอเคကျွန်တော်တို့ဒီဒါရေကောက်ပဲကော်မရှင်ကရေးဆွဲထားတဲ့ဒါပြည်သူ့လွှတ်တော်ရေကောက်ပဲနေဥပဒေတို့မြေသားလွှတ်တော်ရေကောက်ပဲနေဥပဒေတို့တိုင်းပြည်သားကြီးပြည်နယ်နေဥပဒေမှာလည်းဒါရှင်းရှင်းပဲပုံမှန်87မှာဆိုရင်ကျွန်တော်တို့ဒါကျွတ်တင်မဲဆိုတာကျွန်တော်မဲယုံပိတ်ပြီးမပိတ်ခင်ပေါ့နော်လင်းနဲ့အထီးသာလက်ခံရမယ်နောက်တစ်ချက်ကလည်းလင်းနဲ့နောက်ပိုင်းမှလာတဲ့ကျွတ်တင်မဲဆိုရင်ဟိုထက်သိရရွတ်ချင်းပဲပြုရဆိုတော့ဒါရှင်းရှင်းလင်းလင်းဒါကော်မရှင်ကလည်းတကယ်လို့ထုတ်ပြန်ကြင်ညာတာဒါပေမဲ့အဲ့ဒါကို မသိလို့လက်ခံတာလားဟိုတည့်ရတာနဲ့လက်ခံတာလားကိုဖြစ်နေဘယ်လိုမြင်လဲအဲ့ဒီဟာအခုဖြစ်နေတဲ့ကိစ္စလေးဟုတ်ကဲ့ဗျာတကယ်တမ်းကဒီမဲယုံမှုတွေနဲ့ဒီမဲယုံအဖွဲ့ဝင်တွေရဲ့လုံထုံးလုံလေးတွေကိုစာအုပ်ထုတ်ပေးတာပေါ့နော်ပြီးခဲ့လားထွက်ထားတာရှိရခင်ဗျာအဲ့ဒီမှာလုံထုံးလုံလေးကအတိအကျပါတယ်အဲ့ဒါကဘာလဲဆိုတော့မနက်6နာရီမဲယုံဖွင့်ပြီဆိုရင်ဒီမဲယုံမှာရောက်နေတဲ့ကျူတင်မဲတွေနဲ့ပေးထားတဲ့လူရဲ့နာမည်ကိုကတ်ထားရမယ်ဆိုတာပါတယ်ပြီးွားရင်ညနေ4နာရီထိုးပြီဆိုရင် မြို့နယ်မှာဒီပြပရောက်ရတဲ့မဲတွေကိုအရင်ဆုံးဖွင့်ဖောက်ကြည့်ရတယ်လို့သက်ဆိုင်ရမဲယုံတွေမှာဒီမဲဆန္ဒရှင်တွေကနေပြီးချုပ်တင်မဲပေးတဲ့မဲတွေလည်းရှိတယ်ဒီဒါကတော့ဟိုပါဘောနော်ပြပပြပတို့မဲဆန္ဒရှင်ပြင်ပမှုဒီမဲဆန္ဒနယ်တွေကနေပဲလာမပေးနိုင်တဲ့သူတွေချုပ်တင်မဲရှိအဲ့ဒါတွေကိုပထမဆုံးဖွင့်ဖောက်ကြည့်ရမယ်ဆိုတာပါတယ်ဒါတွေရည်ပြီးွားမှတ်တာလေရွေးကောက်ပွဲနေ့မှာထည့်ထားတဲ့မဲတွေကိုရည်ရတယ်အဲ့မှာဘာပါတယ်လဲဆိုတော့၄နိုင်နောက်ပိုင်းမှာရောက်လာတဲ့မဲတွေကို ထက်သွင်းမကြည့်တွေ့ရမှုဆိုတာပါတယ်ဒါကိုဒီတက်ဆိုင်ရာအောက်ခြေရာကော်မရှင်တွေကတိတိကျကျတည်နေဖို့လိုတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့နေဒီကျူတင်မဲနဲ့ပတ်သက်ပြောနော်တနေရာမှာဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကျူတင်မဲရလာတဲ့ဒီစာအိတ်ပေါ်မှာမဲဆန္ဒနယ်လည်းမပါဘူးတိုင်းတို့ပြည်နယ်တို့လည်းမရေးထားဘူးဆိုတော့အဲ့လိုမျိုးပေါ့နော်ဟိုတတော်ကိုပုတ်ပုတ်တန်တန် ဟိုဖြစ်လာတဲ့နေသားမျိုးရဲ့ကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ကတော့2030ရေးကောက်ပွဲတော့နာဒါကျူတင်မဲ့ပြဿနာကြီးကြီးမားမားကိုဖြစ်ခဲ့တာလေဟိုဒီဒီချိန်ကတော့စိုက်ကြီးအဖွဲ့တွေကများတယ်ဟိုနိုင်ငံတကာလည်းစိုက်ကြီးနေကြတော့အဲ့လိုဖြစ်မယ်လို့တော့အကုန်လုံးကတော့မြူဆတ်ထားဘူးလေဒါပေမဲ့အဲ့လိုမျိုးတွေးထားတဲ့ကြားထဲကပဲအခုဒီလိုနဲ့အတန်လေးထွက်လာတာပေါ့အာအဲ့တော့နောက်ပေါ့နော်နောက်ဆုံးပြင်နေပေါ့ကျွန်တော်တို့ဒီရေးကောက်ပွဲကြီးတော့ပြီးသွားပြီပေါ့နော်အဲ့တော့ပထမမအစီမအုံးမိချင်ပါလေကျွန်တော်တို့ဒီ ဒီ yoga ဘွယ်ကြီးတစ်ခုလုံး ਨੇ ပြသက်ပြီးခြုံကိုသုံးသပ်ချက်လေးပေါ့ဘလို့သုံးသပ်ချက်လဲ yoga ဘွယ်တစ်ခုလုံးလို့ပြောမှဆိုတော့ဒါကျေပြန့်တယ်ပေါ့လေဒီ yoga ဘွယ်အချိုကာလာနေမဲစင်းပြုစုတဲ့ဖြစ်စဉ်ရှိမယ်ပြီးရင်ဒီမဲဆွယ်စည်းရုံးတဲ့ဖြစ်စဉ်ပေါ့ဒီကာလာတွေမှာဆိုလို့ရှိရင်တော့ဒါတချို့ဒီမဲဆွယ်စည်းရုံးရဲ့ကာလာမှာဥပဒေလေးတွေဥပဒေချိုးပေါက်တာနောက်ပြီးတော့ဒီမဲဆွယ်စည်းရုံးတဲ့အခါမှာတချို့အတုံးမပြူတဲ့နဲ့သူတို့ကျင့်ဝတ်တွေကိုချိုးဖောက်ပြီးတော့မှ မဲဆွဲစည်းရုံးတာလေးတွေကျွန်တော်တို့တွေ့ရတယ်။ပြီးတဲ့အခါကျွန်တော်တို့ခုဒီမဲစင်းမှာဆိုလို့ရှိရင်ဒီသူတို့ရဲ့အရေးသွင်းတဲ့ဒီ international standard မှာလည်းပွင့်လင်းမြင်သာမှုရှိရမယ်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဒါလေးတွေနဲ့တော့နည်းနည်းအဲအဲ့လောက်ဒီတာဝန်ယူမှုတာဝန်ခံမှုအပိုင်းလေးတွေမှာအားနေတာလေးတွေတော့ကျွန်တော်တို့တွေ့ရတယ်။ဟုတ်ကဲ့။ကိုကူဖြူတင်ကရောဒါဘယ်လိုသုံးသပ်ချင်လဲလူတို့ရှင်းလေးပေါ့။ဟုတ်ကဲ့ဗျာ။ဟိုတနင်္ဂနွေလုံးအတိုင်းကြာကတော့ observer အဖွဲ့ရဲ့ report ထွက်လာမှကျွန်တော်တို့တိတိကျကျပြောလို့ရမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီမျက်စိ အရှိမကြုံခဲ့ရတဲ့အားလေးတွေကိုပြောမယ်ဆိုရင်တော့အရင်ရွေးကောက်ပွဲထက်စာရင်တော့ဒီတစ်ခေါက်ရွေးကောက်ပွဲကပိုပြီးတော့ပွင့်လင်းတယ်တရားမှတ်ကြရလို့ကျွန်တော်တို့ကယူဆတယ်။ဘာကြောင့်လဲဆိုတော့ဒီစပြီးလုပ်ခရရလဲသူက CSO တွေပါတီတွေကိုဖိတ်ပြီးတော့ပုံမှန်လင်းလင်းခြားပြထားတာဆိုတော့ကျွန်တော်တို့ကသဘောကျတယ်ခင်ဗျာပြောရမယ်ဆိုရင်ဒါပေမဲ့လည်းသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီရွေးကောက်ပွဲအလေးအထားဆိုတာက မရှိခဲ့တာကြာပြီဆိုတော့ ဒီလက်တွေ့လှုပ်ဆောင်ရတဲ့အပိုင်းမှာအဖက်ဖက်ကတော့အားနည်းမှုလေးတွေတော့ရှိနေသေးတယ်ပေါ့နော်။ဒါလေးတွေကိုသင်ခန်းစာယူပြီးတော့နောက်တစ်ချိန်မှာဒီထက်ကောင်းပိုလုံးနိုင်မယ်လို့မျှော်လင့်နေတယ်ခင်ဗျာ။ဟုတ်ပါတယ်။ဂူလူလာရေးဒီချပ်ပေးတော့လည်းအများကြီးစစ်တင်ပါတယ်ခင်ဗျာ။